ပညာမကောင်းကြီးအစီအစဉ်ကိုအားပေးနေတဲ့ချစ်ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာပရိသတ်တွေအတွက်အနည်းပညာရပ်ဝန်းမှာရှိတဲ့တင်းရဲဆောင်လေးကိုတင်ဆက်ဖို့အစီအစဉ်ဖြစ်နေပါပြီ။ဒါဆိုရင်ဒီနေ့တင်ဆက်မှုမှာဘလို့အကြောင်းအရာတွေပါဝင်သွားမလဲဆိုတာကိုအခုပဲပရိသတ်တွေရှင်းစားစီခြင်းပါရှင်။ ဒါဆိုလို့ရှိရင်ဆက်လက်ပြီးတော့အနုပညာမှုကောင်းကြီးအစီအစဉ်တင်ဆက်မှုမှာဘလို့အကြောင်းအရာတွေပါဝင်သွားမလဲဆိုတာကိုပရိသတ်တွေပြပြခြင်းပါတယ်ရှင်။ဒီနေ့ပရိသတ်တွေရှုစားရမယ့်အနုပညာရုံဝအကြောင်းအရာတွေရာဆိုရင်တော့ရေးပေးတဲ့ပြည်သူတွေရဲ့ပြည်နယ်ထူထောင်ရေးအတွက်ရည်ရွယ်ပြီးတော့ကျင်းပလိုက်တဲ့ Emergency Music Concert Miss Universe မြန်မာ2015 and 2016ရဲ့ရွေးချယ်မှုနဲ့ပတ်သက်ပြီးတော့စာနယ်ဇင်းရှင်းလင်းပွဲအခမ်းအနားပါဝင်မှာဖြစ်ပါတယ်ရှင်။ဒါပြင်ဓာတ်ပုံရိုက်ကူးမှုတွေနဲ့ပတ်သက်လို့စိတ်ပါဝင်စားတဲ့ပရိသတ်တွေအတွက်ဒါအောင်သမားရီရွှေဆိုင်ရဲ့ပြက်ကဒိန်နဲ့တရဖူမဲကစင်းရဲ့ cover photo အတွက်ဒါဓာတ်ပုံဆရာ Peter ရဲ့ရှိုက်ကူးနေမှုပုံရိပ် တွေလည်းပါဝင်မှာဖြစ်ပါတယ်။ဒါပြင်ပလဲဝင်းနဲ့အတူဓာတ်ပုံဆရာညာနာရဲ့ရှိုက်ကူးမှုတွေပါဝင်မှာဖြစ်ပြီးတော့ပရိသတ်တွေစိတ်ဝင်စားတဲ့အနည်းပညာရှင်တဦးချင်းစီရဲ့အင်တာဗျူးတွေကိုလည်းစုစည်းထားရပြီးရှိပါရဲ့ရှင်။ ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့အခုဆိုလို့ရှိရင်တော့ပြည်သူ့ရင်မြင်တဲ့ကိုရောက်ရှိနေတာဖြစ်ပြီးတော့ဒီပြည်သူ့ရင်မြင်မှာကျင်းပပြုလုပ်တော့မဲ့ Emergency Music Concert ပွဲကိုပရိသတ်တွေရှုစားကြရတာမှာဖြစ်ပါတယ်ဒီပွဲဟာဆိုလို့ရှိရင် Non-profit Organization တစ်ခုဖြစ်တဲ့ Junior Dream ကနေစီစဉ်ပြီးတော့ရေဘေးမှာပြန်လည်ထူထောင်ရေးအတွက်ဒီဟာရရှိတဲ့အကျိုးအမြတ်တွေကိုလှူဒန်းသွားမယ်လို့သိရပါတယ်ခင်ဗျာဒီပွဲမှာဆိုလို့ရှိရင်အာ metal band တွေ rock band တွေများစွာပါဝင်ထားပါတယ်။ကြည့်တီတော့ကျွန်တော်တို့အခုပဲသွားရောက်ပြီးတော့ဒီ music concert ကိုခန်းစားကြည့်လိုက်အောင်လားခင်ဗျာ။ ောင်းဒီရေဘေးစားဖြစ်ကြရဒီမတို့ဒီ junior drink ဒီ brighter ဖွဲ့စီတခုအနေနဲ့လဲစပြီးလှူပြတယ်လေလှူပြတော့ပထမတော့မတို့ဒီအလူတွေခံတယ်ပေါ့အလူတွေခံတဲ့ UOT shopping center တွေဘာတွေမှာအဲ့လိုလုပ်ဝင်နေသွားတော့မတို့လေးနေရပြင်နေလေးခုလောက်တော့မတို့သွားပြီးသွားပြီသွားတဲ့ခါကျတော့အခုကဟိုရေးပေါ်လုတ်တဲ့ကန်နာတော့မအားဒီနိုင်သလားဖွဲ့စီတခုနေနဲ့လှူဒန်းပြီးတဲ့ခါကျတော့နောက်ဆုံးသွားတဲ့ခါမှာတွေ့လာရပြန်ပြန်လဲထရိုင်းမှာလည်းအများကြီး လိုအပ်တာတွေမအောင်ကူတွေ့လာတဲ့ခါကျတော့မတို့နိုင်နေတဲ့ဝင်နေကြတော့လဲမတို့မှာ budget ကမရှိတော့မရှိတဲ့ခါကျတော့မတို့ဒီတငယ်ချင်း band တွေပေါ့ဒီဟို music band တွေအကုန်လုံးပေါင်းလိုက်ပြီးတဲ့ခါမှာတို့ကလည်းတို့လုံးဝတို့လုံးအားနဲ့ကုညီမယ်ဆိုပြီး timing လိုက်တယ် timing ပြီးလို့ရှင်ဒီဒီပွဲလေးမတို့အဲ့လိုဝင်ကြေးလေးကလည်းလူအများကြီးတိုင်းနဲ့ဝင်ကြေးတစ်ခုနဲ့ပေါ့အဲအားလေးနဲ့လှုပ်ပြီးတော့ကြားတဲ့အဝင်ကြီးကိုလှုပ်မယ်ဆိုပြီးတော့စီစဉ်ပြစ်သွားတာပါ ဒီတက်ဂီတာဖျော်ဖြေပွဲကိုတော့ non profit organization တစ်ခုဖြစ်တဲ့ Junior Dream ဦးစီးကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီးတော့ Melton နဲ့ Rock Band များဖြစ်ကြတဲ့ Band Mouse ဆက်နှစ်ဘန်မှာတီးခတ်ဖျော်ဖြေခဲ့ကြတာဖြစ်ပါတယ်ကျွန်တော်ဘန်နာမည် Blood Century ပါကျွန်တော်ကဒီဘန်ရဲ့ Vocal ကျွန်တော်နာမည် Tino ပါ ဟောကျွန်တော်ကေတာသမားကောင်းမြတ်အာဒီဘွဲမှာလာကြော်ဝေဝင်ရတဲ့အတွက်တော့ဒါဝမ်းသာတော့ဘာလို့လဲဆိုတော့ဒုက္ခရောက်နေတဲ့ပြည်သင်းပြည်သူတွေကိုကူညီဖို့ပွဲပဲလေဟောအဲ့အတွက်တော့ဝမ်းသာပါတယ်ပြည်ထောင်များခင်ဗျာဒီနေ့ကျင်းပပြုလုပ်တဲ့ Emergency Music Concert မှာရရှိမဲ့ဝင်ကြီးများကိုတော့ရေဘေးတဲ့ဒေသများရဲ့ပြည်내ထူထောင်ရေးလုပ်ငန်းများအတွက် ထူထမ်းမှာဖြစ်တဲ့အတွက်လာရောက်အားပေးကြတဲ့ပြည်သူများနဲ့အမှုပညာရှင်များရဲ့ရင်ခုန်တန်းချင်းထပ်တူညီခဲ့တဲ့ဖြောပြပွဲတစ်ခုပဲဖြစ်ပါတယ်။အော်ဟုတ်ကဲ့ကျွန်တော်တို့ဘန်နာမဲကတင်တကပရီဟုတ်တာပါကျွန်တော်တို့ထရမ်ပါပါကျွန်တော်ကကိုမင်းပါသူကတော့ဟုတ်ကဲ့ဟုတ်ကဲ့အောက်ကျော်ဆိုင်ပါသူကတော့ဂီတာရစ်ဟိုတောင်းငယ်ပါဟုတ်ကဲ့ ်အော်ဟုတ်ကဲ့ကျွန်တော်တို့ extreme battle မြင်စေခင်ဗျ extreme battle မြင်စေဒီမှာမရှိရမြင်စေမေပေါ့ဟုတ်ကဲ့ဒါ pride တာဘွဲဆိုတော့ကျွန်တော်တို့ကျွန်တော်တို့ပတ်တန်နိုင်တဲ့ဘက်ကပါဝင်ရတာကျွန်တော်ရရင်ပြောပါတော့ ပြည်သူများခင်ဗျာရေဘေးသင့်ပြည်သူများရဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်အတွက်ရည်ရွယ်ချင်းပါတယ်ဒီဂီတာဖြည့်ပွဲမှာတော့အမှုပညာရှင်များရဲ့ဖြည့်ပွဲမှုနဲ့အတူမျိုးကြွတက်ဝင်နေခဲ့ပါတယ်ခင်ဗျာ အနည်းပညာမူကောင်းရဲ့အစီအစဉ်ကိုအားပေးနေတဲ့ချစ်ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာပရိသတ်တွေတင်ဆက်ပေးခြင်းနဲ့အနည်းပညာနယ်ပယ်မှာရှိတဲ့အကြောင်းအရာဆိုလို့ရှိရင်တော့ကန်ဒမာဟိုးစ်ရဲ့ Grand Ballroom မှာကျင်းပပြုလုပ်တဲ့ Miss Universe မြန်မာ2015နဲ့16တရင်းနဲ့စာနယ်ဇင်းရှင်းလင်းပွဲအခမ်းအနားဖြစ်ပါတယ်ဒီနေ့အခမ်းအနားမှာဆိုလို့ရှိရင်ဆက်လက်ပြီးတော့ကျင်းပပြုလုပ်သွားမယ် Miss Universe မြန်မာ2015နဲ့16ရဲ့ပြိုင်ပွဲပြုလုပ်ကျင်းပနေမှုအတွက်ဘယ်လိုစီစဉ်ထားရလဲဆိုတဲ့အကြောင်းအရာတွေအပြင်အခုလိုမျိုးတိုင်းနယ်ပြည်နယ်အသီးသီးကနေပြီးတော့ကိုစားပြုရွေးချယ်ခံရတဲ့ Miss Universe မြန်မာ2015နဲ့16 16စကားတင်အလှမယ့်အယောက်20ကိုလည်းပဲပြည်သက်များနဲ့မိတ်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်။ဒါကြောင့်မို့လို့မြန်မာနိုင်ငံကိုစားပြုပြီးရော Miss Universe မြန်မာအနေနဲ့တွားရောက်ရှင်ပြိုင်မဲ့စကားတင်အလှမယ့်တွေအရေးသွေးပြင်သူတို့လေးတွေရဲ့လှုပ်ရှားမှုကိုလည်းအခုလိုပဲအနုပညာမှုကောင်းကင်အစီအစဉ်ရဲ့ပြည်သက်တွေအတွက်တင်ဆက်ပေးခြင်းပါရဲ့ရှင်။ Miss Universe မြန်မာ2015 and 2016သတင်းနှင့်စာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနားကိုကနမာ Grand Ballroom မှာကျင်းပခဲ့ပြီး Miss Universe မြန်မာ Organization မှတာဝန်ရှိသူမြာ ပါဝင်အားဖြင့်ကူညီပေးထားတဲ့မိတ်ဖက်စည်းဝေးလုပ်ငန်းရှင်များ Miss Universe Myanmar 2013 and 2014အလှမယ်များ2015နဲ့2016အတွက်ဇာကရင်ရွေးချယ်ခံထားရတဲ့အလှမယ်20ဦးနဲ့ဖိတ်ကြားထားတဲ့ဧည့်သည်တော်များစုံစုံလင်လင်တက်ရောက်ခဲ့ပါတယ်။ တူးခွင့်ရင်းအနေနဲ့ Miss Universe မြန်မာ2015 and 2016ကို တပြိုင်တည်းရွေးချယ်သွားမှာဖြစ်ပြီးတာဝန်ရှိသူတဦးကအခုလိုပဲပြောပြသွားပါတယ်။ဟုတ်အခုလိုမျိုးဆိုတော့တနိုင်ငံလုံးအတိုင်းအတာဟိုမြန်မာအမျိုးသမီးတွေပေါ့နော်တိုင်းရင်းသူလေးတွေရောဝင်ရောက်ပြီးတော့ရှင်ပြိုင်ခွင့်ရစေချင်ပါတယ်အဲ့ဒါကြောင့်မို့ဒီလိုမျိုးဟို ုပ်ဖြစ်တာပေါ့နော်အရင်နှစ်တရားဆိုအမတို့ရန်ကုန်မှာပဲလုပ်တဲ့အခါမှာရန်ကုန်ကပြိုင်ပွဲဝင်နေရအများဆုံးဖြစ်ပါတယ်ဟိုတခြားနယ်တွေကလာပြိုင်နေဆိုတော့ဟိုဒီလောက်ကြီးမရှိဘူးပေါ့နော်ဘာဖြစ်လဲဆိုတော့တို့အနေနဲ့သတင်းအချက်လက်မရတာလဲဖြစ်နိုင်တယ်ပြီးတဲ့အခါကျတော့ဟိုတာဝန်ယူပြီးစီစဉ်ပေးတဲ့လူမရှိတဲ့အခါကျတော့ဟိုလုံးဝအစိမ့်တက်တက်တယောက်အနေနဲ့ရန်ကုန်ကိုတယောက်တည်းဆင်းလာပြီးပြိုင်ဖို့ဆိုတာဟာတို့အနေနဲ့အခက်အခဲရှိတာပေါ့နော်အခုလိုမျိုး City Director တွေကနေမှတာဝန်ယူပြီးတော့ရွေးချယ်ပြီးတော့တာဝန်ယူပြီးပို့ပေးတဲ့အခါကျတော့တို့အနေနဲ့အများ ဟိုပို့ပြီးတော့အခွင့်အရေးရှိလာတာပေါ့အဲ့အတွက်စီစဉ်ဖြစ်တာပါဟုတ်တတိယအကြိမ်ကျင်းပမယ် Miss Universe မြန်မာပြိုင်ပွဲကြီးကို2015အောက်တိုဘာလ3ရက်နေ့မှာ Ganama Hosts အပေါ်ထက်မှာကြီးကျယ်ခမ်းနားစွာပြုလုပ်မယ်လို့သိရပါဗျ။မြန်မာနိုင်ငံကိုစားပြုအလို့မျိုးဖွင့်ရဲ့ဂုံတိတ်ခါအဖြစ် အခုလိုတိုင်းနဲ့ပြည်နယ်73ခုကအရေးချင်းရှိတဲ့မြန်မာအမျိုးသမီးတွေအတွက် Miss Universe မြန်မာဖြစ်လာဖို့ရာမှာကျင်းပပေးတဲ့အပေါ်အမြင်ကို Miss Universe မြန်မာ2014 Shorter Indra ကအခုလိုပဲပြောပြခဲ့ပါဗျာ။ အညီမရဲ့အမြင်ပြမယ်ဆိုရင်တော့ရန်ကောက်ပါတယ်ဘာလို့လဲဆိုတော့ညီမတို့ဒီ2016တယောက်ကလည်းအချိန်ကြီးအများကြီးရအောင်ရမယ်ပေါ့နော်နောက်ပြိုင်ပွဲ2016 Miss Universe 2016ပွဲမှာသူလည်းအချိန်ကြီးအများကြီးရအောင်မယ်2015ကလည်းအဲ့လိုပဲပေါ့နော်ဘာပြောကြားထဲမှာတော့သူ့ကိုရရရတယ်လို့ training မှာဖြစ်တဲ့အတွက်ညီမတို့ဝမ်းသာပါတယ်ဒီလိုမျိုးတစ်နှစ်ထဲမှာနှစ်ယောက်ယူလိုက်တဲ့ခါကြတော့ဗောလေဟုတ်ဟိုညီမတို့ပေါ့နော်တချို့ဒီနေရကလေးတွေဆိုရင်တော်တော်များများဒီလိုပွဲတွေကိုဟိုဘယ်လိုပြောလဲဆက်သွယ်ကြင်အောင် ှာတို့ဆက်သွယ်ခွင့်မရတဲ့အားအရေးရှိရပေါ့နော်အဲ့လိုအချိန်မှာညီမတို့ဒီ Miss Universe Organization ကနေပြီးတော့ဦးဆောင်ပြီးတော့ဒီ City Director တွေခန့်ရပြီးတော့ဒီလိုမျိုးဘယ်လိုပဲပြောကိုရောင်မှ ကိုထက်တောင်လာရင်လည်းလာနိုင်မယ်ဟိုအားလုံးထက်လည်းလာရင်လာနိုင်မယ်ပေါ့နော်အဲ့လိုမျိုးတကယ်မျိုးတစ်မျိုးစီကတကယ်အလှပကလေးလေးတွေထွက်လာတာကိုမြင်ရတဲ့အတွက်ကိုမြန်မာနိုင်ငံမှာဒီလောက်လှတဲ့မိန်းကလေးတွေရှိပါလားဆိုတာလည်းသိခွင့်ရတယ်။နောက်ဒီပြိုင်ကျင်တဲ့ကလေးတွေအတွက်လည်းအခွင့်အလမ်းတွေအများကြီးရသွားပါတယ်ဟုတ်ခန္ဓာကို Miss Universe မြန်မာ Organization ရဲ့ National Director မဆိုးယူဝေရဲ့အမှားစကားအပြီးမှာတော့ Miss Universe မြန်မာ2015 and 2016ရဲ့ဇာတာတင်အလမဲ20ဦးကို အခုလိုပဲရှုစားကြရမှာပါ။ဒါပြင် Best Runner Up ကိုစုငွေ30 Second Runner Up ကိုစုငွေ25သိန်းအသီးသီးခန်းစားခွင့်ရရှိကြမှာဖြစ်ပြီးအခြားတိုက်တယ်စုအဖြစ် Miss Famous Miss Congeniality Miss Photogenic Miss Hardy's King Miss Body Perfect နဲ့ Miss Beautiful Health by Palmolive စုတွေကိုပေးအပ်သွားမှာပါသူစီစဉ်အဖြစ် စက်တင်ဘာလ30ရက်နေ့မှာလဲအဆိုပါနေရာမှာ National Costume Competition and National Gift Auction ကိုပြုလုပ်အောင်မယ်လို့သိရပြီးရောင်းချရငွေတွေကိုမြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်နဲ့ကလေးစေးရုံကိုလှူဒါန်းတော့မှာဖြစ်ပါတယ်။